ကဲ14သိန်း3000ဆိုတဲ့ဈေးမှာ Ryzen 7ပဲယူမှာပေါ့ဗျာတကယ်ကိုတန်နေတဲ့ Acer Aspire 3ပဲဖြစ်ပါတယ်ပေါ့ပေါ့ပေါ့ပါကင်ကျင်တဲ့ customer တွေကတော့ 15.6G ကိုကင်ပြလိုက်လက်ထဲမှာတော့ပေါ့ပေါ့ပေါ့ပါပါပဲဒီမှာဘေးမှာတော့ကျွန်တော် number key လေးတွေ့ရမယ်စာမင်းများကြရတဲ့ customer တွေအကြိုက်ဖြစ်ပါတယ်เนาะဘေးပေါင်လေးတွေမစိုးဘူးဝက်ကန်လေးတွေပါမယ်ကျွန်တော်ဘေးမှာဆိုလို့ရှိရင်တော့ USB port တွေ headphone jack တွေပါမယ်ဒီဘက်ဘေးမှာဒီဘက်ဘေးမှာတော့ type c အဲ USB port ပါမယ် HDMI ပါမယ် LAN port တွေပါမယ် ဒါပါပဲဗျာအဲ့တော့ရုံးသုံးចောင်းသုံးတွေအတာထားလိုက်အောင်ကျွန်တော် programming တွေလုပ်ချင်တယ် customer တွေရှိရင်လည်းအဆင်ပြေပါတယ် photoshop တမားတွေလည်း okay ပါတယ်ကျွန်တော် full hd display နဲ့ဖြစ်တဲ့ပြုံမှာ15.6ဆိုတော့တော်တော်လေးကိုမိုက်နေပါပြီအားရနေပါပြီ Ryzen 7ကို9000 series ဖြစ်ပါတယ် Intel ဆိုတော့ကျွန်တော် i7 ကို11ကျွန်တော်ဖြစ်မှာပါเนาะ RAM 8K SSD 2.5ပါ RAM 8K ကလည်းကျွန်တော်က slot တစ်ချောင်းအပေါ်ပါသေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ upgrade ထပ်လုပ်လို့ရလွယ်လွယ်ကူကူပဲရမှာဖြစ်ပါတယ်ဗျပော့ပါပါလေးကန်ကျင်တဲ့ customer တကယ်ပော့ပါပါတယ်နော်15.6ပါဈေးနှုန်းကတော့14သိန်း3000ပဲကြောက်မှာဖြစ်ပါတယ် randy ကတော့6လတိတိပေးရတယ် software randy ကတော့မမင်းနဲ့တော့တသက်လုံးပေးရတယ် laptop ကြီးကဖြစ်ပါတယ်ဒါကတော့ aspire 3ဖြစ်ပါတယ်ဗျ15.6လက်မှာပါအလုံးလေးတွေမစိုးတန့်တယ်လို့ပြောရပါမယ်ကောင်းကောင်းလေးတွေကန်ကျင်တဲ့ မြင့်မြင့်လေးတွေကင်ကျင်တယ်ဈေးတန်းမစိုးဘူးနဲ့ကင်ကျင်တယ်ဆိုလို့ရှိရင်ဒီကောင်လေးကိုရွေးပါ14သိန်း3000ပါနော်ကျေးဇူးတင်ပါတယ်